အနာဂတ်အကြောင်းပြောလာတဲ့ဟာဗီနဲ့လီဗာပူးနောက်ဆုံးရသတင်းတို့များအားလုံးမင်္ဂလာပါရှင်စပော့ကဘာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လီဗာပူးတဲ့အနေနဲ့မကြသေးမီကမှအစ်စ်ခေါ်ယူထားတဲ့ကုသမာလီအာမင်ဖက်ဆီနဲ့ပတ်သက်ပြီးထုတ်ပြန်ချက်တရက်ကိုဖော်ပြခဲ့ပါတယ်အဲ့ဒါကတော့အချားမဟုတ်ဖ ೇನೆ လီဗာပူးဟာဒီကုသမာအစ်စ်ကလေးကိုလာမယ့်ရာသီမှာအငှားချသွားမှာမဟုတ်ဖ ೇನೆ အသင်းရဲ့ကုသမအင်အားကိုတောင့်တင်းလာစေဖို့ရည်ရွယ်ထားခဲ့တယ်လို့သိရပါတယ်။လေဗန်ပွေးရဲ့တရားဝင် website မှာလည်းအာမင်ပက်ပစီကိုစီနီယာကစားသမားအဖြစ်ကြေညာခဲ့ပါပြီ။ဒီတော့လာမယ့်ရာသီမှာလေဗန်ပွေးအသင်းရဲ့ကုသမတွေအဖြစ်ကအယ်လီဆန်မမဒက်ရှ်ဗီလီဂျာရော့စ်နဲ့ပက်စီတို့ရှိနေပါလိမ့်မယ်။အဲဒီအပြင်လေဗန်ပွေးပြတ်မှတ်မီလိုစကာကတ်စ်အနေနဲ့က သူဟာလီဗာပူးနဲ့တရားဝင်သဘောတူညီမှုရယူထားပြီးဖြစ်ကြောင်းထုတ်ဖော်ပြောဆိုထားပြီးဖြစ်လို့ဘုံမောက်နဲ့ပဲညှိနှိုင်းနေပြီးတော့အခြေအနေတွေကလည်းတိုးတက်ကောင်းမွန်နေတယ်လို့သိရပါဗျ။ဖရင်ပန်ကိုခေါ်ယူပြီးပြီဖြစ်ပြီးတော့လီဗာကူစင်စတာဖလော်ရီယန်ဝေ့စ်အတွက်လည်းညှိနှိုင်းနေပြီးတော့ကာကတ်စ်ကတော့စိတ်ပူစရာမလိုတဲ့အနေထားမှာပါ။ကာကတ်စ်ကလီဗာပူးအသင်းနဲ့ပူးပါမှုအတွက်မဆောင်နိုင်တော့တဲ့အထိကိုဖြစ်နေတယ်ဆိုပြီးတော့လေရိုမာနိုကသူ့ရဲ့ YouTube live ထဲမှာတော့ထည့်သွင်းပြောဆိုထားတာရှိပါတယ်။ ဟမ်စလော့အသစ်သွားမဲ့အစီအစဉ်မှာလည်းခါကက်စ်ကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတာကြောင့်မလို့ခါကက်စ်ရရှိလာမယ်ဆိုလို့ရှိရင်ကတော့အကောင်းဆုံးပဲဖြစ်ပါတယ်။အဲ့ဒီအပြင် Nation League မှာတင်တဲ့နဲ့ဂျာမနီတို့ကအောင်မြင်မှုတွေကိုပျောက်ဆုံးခဲ့ပြီးတော့ခွန်နာဒေးနဲ့ဝက်စ်တို့ရဲ့အားပြိုင်မှုတွေကိုလည်းမြင်တွေ့ခဲ့ရခြင်းမရှိပါဘူး။ဝက်စ်ကပွဲထွက်ခဲ့ပြီးမြင်ခွန်နာဒေးကတော့ပွဲထွက်လူစင်းထဲမှာခြံလက်ခံနေရတာကြောင့်ပါ။ဆက်ဆက်ပြီးတော့လည်းလီဗာပူးရဲ့အချစ်တော်လေး Harvey Elliott အနေနဲ့ သူနဲ့အတင်းကြောင်မှာစကားပြောဖို့အချိန်တန်လာပြီဖြစ်ကြောင်းနဲ့သူ့ရဲ့အဖိုးတန်လာတဲ့အချိန်ဒီကိုမဖြုံးတီးပစ်ချင်မှုဆိုပြီးတော့ဖွင့်ဟပြောဆိုလာခဲ့ပြီဖြစ်ပါတယ်။တကယ်လို့ပွဲထွက်ခွင့်သာမရဘူးဆိုလို့ရှိရင်တော့ဟာဗေးအနေနဲ့အတင်းကနေထွက်ခွာသွားနိုင်ခြေရှိကြောင်းလည်းသိရပါတယ်။ဆက်ဆက်ပြီးတော့လည်းလီဗာပူးနဲ့လီဗာကူစင်တို့ကြားထဲမှာကမ်းလှမ်းညှိနှိုင်းမှုတွေအဖြစ်ကယူရိုတန်း140လောက်နဲ့သဘောတူညီမှုရယူနိုင်လိမ့်မယ်လို့ယုံကြည်နေရပါတယ်။လီဗာပူးနီးမြောက်ကြီးအမ်စထရော့ကိုရင်ကလည်းဝစ်ကိုတည်ပြီးတော့ကစားကွက်ကိုခင်းချသွားမှာမဟုတ်ဘဲနဲ့ ူဖြင်းချင်းသွားမဲ့ကစားကွက်မှာ Wiz ကအံဝင်ခွင့်ကြဖြစ်လာမှာလို့ယုံကြည်နေတယ်လို့သိရပါတယ်။ဒါကြောင့်လည်းပဲအတင်းဘက်က Wiz ကိုမရရအောင်ညှိနှိုင်းဆောင်ရွက်နေတာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်ပြီးတော့လည်း Downless DS တို့နှစ်ယောက်ပေါင်းကိုပေါင်သန်း150လောက်ရရှိဖို့အတွက်မျှော်လင့်ထားပေမဲ့လို့လည်းအခုချိန်ထိတော့အတင်းဘက်ကလိုချင်တဲ့ကမ်းလှမ်းမှုမျိုးတွေကိုတော့လက်ခံရယူထားနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ နောက်ပြီးတော့လေဗာပူအသင်းရဲ့အဓိကကွင်းလယ်ကစားသမားဖြစ်တဲ့မာကာဟာပြီးခဲ့တဲ့ဘောလုံးရာသီတစ်ခုလုံးမှာအသေးစားဒဏ်ရာနဲ့အတူဘောလုံးကစားခဲ့ရပြီးတော့ဂျာတီပိတ်ပွဲအပြင်လက်ရှိအာဂျင်တီးနားနဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းပါဝင်ကစားရခြင်းမရှိတာကတော့သူ့ရဲ့စံခိုင်မှုနဲ့ပတ်သက်ပြီးမေးခွန်းထုတ်เสียစိုးရိမ်ချက်တစ်ခုဖြစ်ရှိနေပါတယ်။အသင်းထံကိုရောက်ရှိလာခဲ့တာကနှစ်နှစ်နဲ့တရပဲရှိသေးပေမဲ့လည်းဒီချိန်ကာလအတွင်းမှာလေဗာပူအသင်းအတွက် မာကာရဲ့စွမ်းဆောင်ရည်တွေကတော့ထူးကဲပြီးတော့ညှို့ဆော်စရာလိုမှမထင်ပါဘူး။ တကယ်ကိုမှအရေးချင်းကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ကွင်းလေကစားသမားတူဆိုတာအားလုံးလည်းသိပြီးသားပါလေဘာဘူးတဲ့နဲ့အတူဆွမ်းဆောင်ရေးကောင်းတွေကိုဆက်လက်ပြသနိုင်ပြီးတော့အောင်မြင်မှုများစွာကိုစတဲ့တဘူပိုင်ဆိုင်နိုင်ပါစေလို့မျှော်လင့်ဆုတောင်းနေမိပါတယ်နောက်နေ့တွေမှာလည်းနောက်ဆုံးရသတင်းတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့်မလို့ like and follow လေးပေးပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်